ာသခင်ကြည်စုတော်ချီးမွမ်းပါတယ်ကျောင်းနှုတ်ကပတ်တော်အဖြစ်သူတို့ကအစဉ်ကျင်ခွန်အားယူဖို့ရန်အတွက်ထွတ်မြောက်အချံခန်းကြီး20အပိုင်ငယ်6ငါကိုချီး၍ငါပညာတို့ကိုကျင့်တော်သူတို့ဤအမျိုးအစဉ်အဆက်အထောင်အတောင်းတိုင်အောင်ဂယုနာကိုပြတော်ဖရာဖြစ်၏ကျောင်းဒီနှုတ်ကပတ်တော်ကတော့ဖရာရဲ့သဘောသဘာဝကိုဖော်ပြထားတယ် ဘုရားသခင်ကတဲ့သူ့ကိုချစ်ပြီးတော့သူပြည့်ညတ်တဲ့သူလိုက်လျှောက်စီခြင်းတဲ့အတိုင်းလောကကြီးထဲမှာကြင့်ကြံလိုက်လျှောက်တဲ့သူရဲ့တဲ့အမျိုးအစဉ်ဆက်အထောင်အတောင်းတိုင်အောင်တဲ့ဂယုနာကိုပြတယ်ဘုရားဖြစ်တယ်ဂျေစုပြုတယ်ဘုရားဖြစ်တယ်လို့တမန်ကျမ်းစာမှာဖော်ပြပါတယ်ဒါကြောင့်မို့လူတစ်ယောက်ကဘုရားသခင်ကိုချစ်ပြီးတော့ဘုရားသခင်အလိုတော်တိုင်းလောကကြီးမှာအသက်ရှင်မယ်ဘုရားသခင်သဘောတိုင်းသူကလိုက်လျှောက်ခဲ့မယ်ဆိုရင်တော့ သူတယောက်ပဲကောင်းစားတာမဟုတ်ပဲနဲ့သူ့ရဲ့အမျိုးအစဉ်ဆက်အထောင်အတောင်းတိုင်အောင်ဖရာသခင်က ကောင်းကြီးပေးတဲ့ဖရာဖြစ်တယ်။ဖရာရဲ့ဂယုနာကိုသူ့ရဲ့အမျိုးမှာသွန်းလောင်းတဲ့ဖရာဖြစ်တယ်ဆိုတော့ကိုကျောင်းသမားကျမ်းစာမှာတွေ့ရပါတယ်။ဒါကြောင့်မို့ကောင်းကြီးမြင်္ဂလာကမျိုးယိုလိုက်လာတယ်။ဒီလိုပါပဲကျင့်ချင်းအမြင်္ဂလာကလည်းမျိုးယိုလိုက်လာတယ်။ဖွံ့မြောက်ကြံခိုင်း20အပိုင်ငယ်9မှာကြည့်တဲ့အခါမှာ အကြောင်းမူကားသင်ဖျားသခင်ငါထာဝရဘုရားသည်သင်၌အပြစ်ရှိသည်ဟုယုံလွယ်သောဖျားငါကိုမုံသောသူတို့၏အမျိုးအစဉ်ဆက်တတရာအဆက်စထုထအဆက်တိုင်အောင်အဖာတို့၏အပြစ်ကို သားတို့၌ဆက်ပြီးစီရင်သောဖျားဘုရားသခင်ကအပြစ်ရှိတယ်လို့ယုံလွယ်တဲ့ဖျားဖြစ်တယ်ဘုရားသခင်ကိုမုံပြီးတော့ဒုစရိုက်အပြစ်ထဲမှာကျင်လည်ပြီးတော့ဘုရားသခင် နှစ်သက်တယ်လို့အသက်မရှင်မဲနဲ့ ဘုရားသခင်အလိုတော်တိုင်းအသက်မရှင်ဘဲနဲ့မိမိရဲ့သဘောတိုင်းမိမိဆန္ဒအတိုင်းအသက်ရှင်တဲ့သူရဲ့အသက်တာကသူတယောက်ပဲမဟုတ်ဘူးသူ့ရဲ့သားစဉ်မျိုးဆက်တတရအဆက်စထုထအဆက်တိုင်းအောင်အဖတို့ရဲ့အပြစ်ကသားတို့စီမှာတက်ရောက်ပြီးတော့ကျင့်ချင်းအမင်္ဂလာတက်ရောက်တယ်လို့တမန်ကျမ်းစာမှာတွေ့ရပါတယ်ဘုရားသခင်ကသားစဉ်မျိုးဆက်တိုင်းအောင်အဲ့ကျင့်ချင်းကလိုက်လာတယ်လို့တမန်ကျမ်းစာမှာဖော်ပြပါတယ်ဒါကြောင့်မို့ကောင်းကြီးမင်္ဂလာကမျိုးရိုးဆင်ဆက်လိုက်လာတယ်လို့ ကျင့်ချင်းအမင်္ဂလာကလည်းမျိုးရိုးဆင်ဆက် တိုက်လာတယ်။ဒါကြောင့်သင်ကသင်အားဖြင့်သင်ရဲ့အမျိုးနွယ်ကို ကောင်းကြီးဖြစ်စေမဲ့သူလား။သင်အားဖြင့်သင်ရဲ့အမျိုးနွယ်ကိုဒုက္ခပေးမဲ့ကျင့်ချင်းအမင်္ဂလာကို ဖြစ်ပွားစေတဲ့သူလားဆိုတာကိုတတိပြုဆင်ခြင်းမို့အင်မတန်ရေးကြည့်ပါလေ။သင်ကဘုရားသခင်ကိုချစ်ပြီးတော့ဘုရားသခင်အလိုတော်တိုင်းအသက်ရှင်မယ်ဆိုရင်တော့သင်ရဲ့အမျိုးနွယ်အထောင်တောင်းတိုင်းအောင်ဘုရားသခင်ရဲ့ကယူနာကိုခံစားမှာဖြစ်ပါလေ။ကျောင်းတော်မှာကျမ်းစာထဲမှာဒါဝိဒ်ကိုရှိတဲ့အခါမှာ ဒါဝိတ်ကဘုရားသခင်အလိုတော်တိုင်းအသက်ရှင်ခဲ့တယ်။ဘုရားသခင်သဘောတိုင်းသူကလှုပ်ဆောင်ခဲ့တယ်။ဘုရားသခင်နှစ်သက်အောင်သူ့ရဲ့နှလုံးသားကအင်မတန်မှလှပတဲ့နှလုံးသားဖြစ်ပါတယ်။ဒါကြောင့်မို့ဘုရားသခင်ကဒါဝိတ်ကိုအင်မတန်မှနှစ်သက်တယ်။ငါရဲ့စိတ်သဘောနဲ့ညီညွတ်တဲ့သူလို့တမန်ကျမ်းစာမှာမှတ်တမ်းတယ်ပါ။ဒါကြောင့်မို့ဒါဝိတ်ရဲ့အမျိုးအနွယ်တွေထဲမှာမှားယွင်းတဲ့သူတွေရှိတယ်။ တို့ရတွင်တမာကျန်းစာမှာဘလို့တွေ့ရလဲဆိုရင်တော့ငါကျွန်တာဝဲရဲ့မျက်နှာကိုထောက်ပြီးတော့ဆိုတဲ့စကားလုံးကိုဖခင်ကအမြဲတမ်းသုံးပါတယ်။ဘုရားသခင်ကဒါဝဲရဲ့မျက်နှာကိုထောက်ပြီးတော့သူ့ရဲ့မျိုးဆက်ထဲမှာဘုရားသခင်ကိုပြစ်မှားတဲ့သူတွေဘုရားသခင်စကားနားမထောင်တဲ့သူတွေရှိတော်냐လဲအဖဒါဝဲရဲ့မျက်နှာကိုထောက်ပြီးတော့သူတို့ကိုကျေးဇူးပြုခဲ့တယ်လို့တမာကျန်းစာမှာတွေ့ရပါတယ်။ဒါဝဲကသူ့တည်သွားတော်냐လဲသူ့ရဲ့ကောင်းကြီးမင်္ဂလာကသားစဉ်မြေဆက်အထောင်တောင်းတိုင်အောင် ပတ်ရောက်နေခဲ့တယ်ဆိုအကြောင်းကိုတမချန်းစာအဖြစ်တွေ့ရပါတယ်။ဒါဝိတ်မတိုင်ခင်ဣသရရရဲ့ပထမဆုံးရှင်ပြန်ရှောလူကိုကြည့်တဲ့အခါမှာတော့ဒါဝိတ်နဲ့ဆန့်ကျင်မှာဖြစ်တယ်။သူကသူ့ရဲ့မျိုးဆက်ကိုကျင့်ခြင်းပေးခဲ့တဲ့သူတစ်ယောက်ဖြစ်ပါလေ။သူကဖျားလို့တော့တိုင်းအသက်မရှင်ဘူး။သူ့စိတ်ဘောတိုင်းအသက်ရှင်တယ်။ဒါကြောင့်မို့သူကသေသွားတာတောင်မှမျိုးဆက်မှာဒုက္ခပေးနေစေဖြစ်ပါလေ။ကျောင်းဓမ္မရာဆိုရင်ဒုတိယဆောင်အခန်းကြီး21ကိုကြည့်တဲ့အခါမှာဒါဝိတ်လက်ထက်မှာတဲ့၃နှစ်ပတ်လုံး အစာခေါင်းမခြင်းဖြစ်တယ်။အဲ့ဒါကဘသူကြောင့်ဖြစ်တာလဲဆိုရင်တော့ရှောလူကြောင့်ဖြစ်တာ။ရှောလူကဘာလုပ်ခဲ့တာလဲဆိုရင်တော့ဂီးပောင်လူမျိုးတွေကိုတတ်တဲ့အပြစ်ကြောင့်ဘုရားသခင်ကဒါဝိလက်ထက်မှာသုံးနှစ်ပတ်လုံးအစာခေါင်းမခြင်းကိုတွေ့ကြုံစေတယ်။ဒါဝိကဘုရားသခင်ကိုမေးတယ်ဘုရားသခင်ဒါဘယ်လိုလုပ်အောင်မလဲ။ဂီးပောင်တွေကိုခေါ်လိုက်ပါ။သူတို့စိတ်ကျဉ်တဲ့အောင်လှုပ်ပေးလိုက်ပါလို့ပြောတဲ့အခါမှာဂီးပောင်တွေကရှောလူအမျိုးတွေကနေပြီးတော့သား9ယောက်ကိုတောင်းတယ်။အဲ့ဒီသား9ယောက်ကိုပြန်သတ်ဖို့တောင်းတဲ့အခါမှာ ရှောလူအမျိုးတွေရဲ့ရာနေပြီးတော့တားခွန်တွေကိုဂီးပောင်တွေကိုအပ်ပေးရတယ်။ဂီးပောင်လူမျိုးတွေကအဲ့ဒီတားခွန်တွေကိုသတ်ပလိုက်တယ်ဆိုတဲ့အကြောင်းကိုတမချန်းစာမှာတွေ့ရပါတယ်။ရှောလူရဲ့မှားယွင်းစွာအသက်ရှင်ခဲ့တဲ့အတွက်ကြောင့်ရှောလူရဲ့အမျိုးနွယ်တွေရာနေပြီးတော့တားခွန်တွေကတနေ့တည်းမှာအသက်ခံခဲ့ရတယ်ဆိုတဲ့အကြောင်းကိုတမချန်းစာမှာတွေ့ရပါတယ်။ရှောလူကသေပြီးသွားတာတောင်မှဒုက္ခလိုက်ပေးတော့မယ်။သူ့ရဲ့ချိန်ချင်းအမင်္ဂလာကလိုက်လာတော့မယ်ဆိုတော့ကိုတမချန်းစာအဖြစ်တွေ့ရပါတယ်။ ဒါဝိတ်ကသူ့တည်သွားပေမဲ့သူ့ရဲ့ကောင်းကြီးမြင်္ဂလာကသားစဉ်မြေဆက်တောင်ခံစားခဲ့ရတယ်။သူ့ရဲ့မျက်နှာကိုထောက်ပြီးတော့သူ့ရဲ့အမျိုးနွယ်ကိုဖခင်ကကောင်းကြီးပေးတယ်။ရှောလူကတော့သူ့တည်သွားတာတော့မှလိုက်ပြီးဒုက္ခပေးတော့မယ်။သူ့အားဖြင့်သူ့ရဲ့အမျိုးနွယ်ကအသက်ပေးနဲ့ရှင်ဆိုင်ခဲ့ရပါတယ်။ဒါကြောင့်မို့ချစ်တော်ညူကတော်ရောက်စီတိုင်းကျွန်တော်တို့ကချိန်ချင်းအမြင်္ဂလာကိုလက်ဆင့်ကမ်းတော်သူလားကောင်းကြီးမြင်္ဂလာကိုလက်ဆင့်ကမ်းတော်သူလား သင်ကဘုရားသခင်အလိုတော်တိုင်းအသက်ရှင်မယ်ဆိုရင်တော့ကောင်းကြီးမင်္ဂလာကသင်ရဲ့သားစဉ်မြေဆက်အထောင်တောင်းတိုင်အောင်ဘုရားကဂယုနာကိုပြမယ်ဘုရားဖြစ်ပါလေ။ကျွန်တော်တို့ကစံစာတွေကိုရုတ်ဖက်တဲ့ဆဲပြီးတော့ကျင့်ချင်းအမင်္ဂလာအောက်ကနေလွမြောက်အောင်လုပ်လို့မရပါဘူး။နှစ်ချင်းမင်္ဂလာခဏခဏခံပြီးတော့ကျင့်ချင်းအောက်ကနေလွမြောက်အောင်လုပ်လို့လည်းမရပါဘူး။ကျင့်ချင်းကနေလုပ်ဖို့ရန်အတွက်သခင်ရှုလုပ်ပေးခြင်းကိုသင်ကယုံကြည်ဖို့ပဲဖြစ်ပါလေ။ကျွန်တော်တို့ကကျင့်ချင်းအောက်ကနေလွမြောက်ဖို့လုပ်ရမှာမဟုတ်ဘူး။ သခင်ရှုလုတ်ပေးတဲ့ကိစ္စကိုယုံကြည်ဖို့ပဲဖြစ်ပါလေဂလာတိဩရစာခန်းကြီး3အပိုင်ငယ်73မှာသခင်ယေရှုကတစ်တိုင်မှာအသေးခံခြင်းအပြင်ကျွန်တော်တို့ရဲ့ကျင့်ခြင်းအမင်္ဂလာအလုံးကိုယူဆောင်သွားခဲ့တယ်။သခင်ယေရှုကလက်ဝါးကတိုင်မှာကျွန်တော်ကျင့်ခြင်းအလုံးကိုယူဆောင်သွားတယ်ဆိုတော့သင်ကယုံကြည်ရင်ကျင့်ခြင်းအကောင်နဲ့လွတ်မြောက်ပြီးတော့သင်ကကောင်းချီးမင်္ဂလာကိုခံစားရမှာဖြစ်ပါလေ။ဒါကြောင့်မို့အာရန်အပြင်လူသားအလုံးကကျင့်ခြင်းအမင်္ဂလာအောက်မှာတက်ရောက်ခဲ့တယ်လို့ ။သခင်ရှုကိုယုံကြည်တဲ့သူတိုင်းကလည်းကောင်းကြီးမင်္ဂလာလမ်းကြောင်းထဲမှာရောက်ရှိသွားတယ်။အကြောင်းမို့ကောင်းကြီးမင်္ဂလာလမ်းကြောင်းထဲမှာယေရှုခရစ်တော်အဖင်ရောက်ရှိသွားတဲ့ကျွန်တော်တို့ကကောင်းကြီးမင်္ဂလာကိုပယ်ဆောင်ဖို့ပဲဖြစ်ပါတယ်။ဒါကြောင့်မို့ဒါဝိဒ်ကဲ့သို့ဖခင်လိုတော်တိုင်းအသက်ရှင်ပြီးတော့ကောင်းကြီးမင်္ဂလာကိုတည်ဆောင်ခြင်းအဖင်သားစဉ်မျိုးဆက်အထောင်အထောင်တိုင်အောင်ဖခင်ရဲ့ကောင်းကြီးမင်္ဂလာခံစားတော်သူများဖြစ်စေဖို့ဝင်းကားပါလေ။အားလုံးပေါ်မှာဖခင်ရှင်ကောင်းကြီးပေးပါစေ။